ရရှိတဲ့အလူငွေတွေနဲ့အခက်ခဲရှိနေတဲ့နေရာတွေကိုထောက်ပံ့ပေးခဲ့တဲ့ကိုရှိုင်းအားလုံးပဲမင်္ဂလာပါပြိသက်ကြီးရှင်သခိုင်းကရေခဲချောင်းတက်လေကိုရှိုင်းကတော့အခုဆိုရင်သူရရှိခဲ့တဲ့ခွန်ရက်သားသမီးတွေရဲ့အလူငွေတွေနဲ့တကယ်အခက်ခဲဖြစ်နေတဲ့နေရာတွေစီကိုသူကိုယ်တိုင်ကိုကြေဦးနဲ့အတူတူသွားရလှူဒန်းပေးခဲ့ပါတယ်ကိုရှိုင်းကတော့ခွန်ရက်သားသမီးတွေရဲ့အလူငွေ30ခန်းကိုသခိုင်းကကြောက်တာရလေးအတွက်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီးကိုဆိုင်က သူ့ရဲ့တက်တော့ဘောကနေလဲအတိပေးမျှဝေပေးထားခဲ့ပါတယ်။အခုလိုရရှိတဲ့အလူငွေနဲ့တောရောက်ထောက်ပံ့ပေးခဲ့တဲ့အပေါ်မှာလည်းကိုဆိုင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။ကိုဆိုင်က ခွန်ရဲ့သားသမီးတွေရဲ့အလူငွေအားလုံးကို ARD တိုင်းပဋိပယ်မျိုးကနေစကားရုံတစ်ခုတကကျွန်တော်နဲ့လက်သွဲပေးခဲ့တဲ့ကိုကျေးဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။လှူဖို့အတွက်လည်းအတိတ်ဖြစ်နေပါပြီဆိုပြီးပြောပြလာခဲ့ပါတယ်။ကိုဆိုင်ကတော့ ကယ်ဆယ်ရေးတွားရောက်မဲ့သူတွေကိုရေခဲကြောင်းတွေပေးဝေလှူဒန်းခဲ့ပါတယ်။သူရဲ့မုံမျက်လာတဲ့စိတ်ထားလေးကလည်းတကယ်ကိုလေးစားစရာပဲဖြစ်ပါတယ်။ဒါအပြင်ရေခဲကြောင်းတွေကိုဆိုင်ကရွှေဝတီဆိုင်မှာရရှိခဲ့တဲ့ဂုံမြူစုငွေတွေကိုလည်းငလင်ပေးသည့်ပြည်သူတွေအတွက်ပြန်လည်လှူဒန်းပေးခဲ့ပါတယ်။ကိုဆိုင်ကတော့ဘဝလမ်းကျက်မှာရိုးသားကျူးစားနေတဲ့သူတယောက်ဖြစ်ပြီးသူ့ရဲ့ဘဝလေးကတော့မျက်ရည်တွေနဲ့သာဖြတ်တန်းခဲ့ရတဲ့အချိန်တွေများရည်လို့ဆိုပါတယ်။ အခုဆိုရင်စကိုင်းသားလေးကိုဆိုင်က ရေခဲလို့ရောင်းနေတာဆယ်နှစ်ရှိခဲ့ပြီးဒီလိုလေးပဲလုပ်ရတာဝါသနာပါပြီးတော့ပျော်ရွှင်ကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်။ကိုဆိုင်ကတော့အခုဆိုရင် သူရရှိခဲ့တဲ့အလူငွေလေးတွေကိုရေပင်းတစ်ပြည်သူတွေစီကိုနိုင်အားတဲ့ဘက်ကနေပါဝင်လှူဒန်းပေးခဲ့ပြီးဖြစ်ပြီးအဲ့ဒီပုံမှာလည်းကိုဆိုင်ကိုဆူတောင်းပေးနေကြပါတယ်။ကိုဆိုင်ကတော့ငလင်ပေးတဲ့ရွာတွေကိုလည်းရေခဲလို့တွေပေးလှူခဲ့တာကိုတွေ့ရပါတယ်။ ဒါကလည်းမပြည့်စုံမယ်မဲ့သူ့ရဲ့စေတနာစိတ်ထားလေးဖြစ်ပြီးအခုဆိုရင်သူရရှိခဲ့တဲ့အလူငွေလေးတွေနဲ့ငလင်ဘေးတင်နေရတဲ့အတွက်ကူညီပေးနိုင်ဖြစ်ပါတယ်။တစ်တော့ပေါ်မှာလည်းကိုရှိုင်းအောင်အပိနေကြတဲ့သူတွေက များစွာရှိပါတယ်။ကိုရှိုင်းကငလင်ဘေးတင်ရွာတွေမှာတွားရောက်ကရေခဲတုပ်လေးတွေဝင်းကားပေးနေဗီဒီယိုလေးကိုလည်းသူ့ရဲ့တစ်တော့ပေါ်ကနေမျှဝေပေးထားပါတယ်။ကိုရှိုင်းကတော့ငယ်စဉ်ကတည်းကမိဘတွေမရှိခဲ့ပေမဲ့သူ့ရဲ့ဘွားလေးကိုစူးစမ်းနေထိုင်လာရင် ြောအောင်တော့ဖျက်တမ်းနေရတာဖြစ်ပါတယ်။ကိုဆိုင်ကတော့စကားတံဝဲလေးနဲ့ပြောဆိုတတ်ပြီးမပြည့်စုံတဲ့ဘဝသမားလေးတစ်ယောက်ဖြစ်ပေမဲ့စေတနာကောင်းပြီးလှူဒါန်းပေးကမ်းချက်သူတစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင်ကိုဆိုင်တယောက်သူရရှိခဲ့တဲ့စူပါအလူငွေလေးတွေနဲ့လူအပ်တဲ့နေရာလေးတွေမှာသူကိုယ်တိုင်တွားရောက်လှူဒါန်းပေးနိုင်ခဲ့ပါပြီ။အခုဆိုရင်ကိုဆိုင်ကဆိုရှယ်မီဒီယာတွေပေါ်မှာနာမည်ကြီးလာနေပြီးအားလုံးရဲ့အားပေးချစ်ခင်မှုတွေကိုခံထားရပြီဖြစ်ပါတယ်။ကိုဆိုင်ကတော့ သူရရှိလာမယ်အလူငွေလေးကိုလည်းလူအပ်မဲ့နေရာလေးတွေကိုထပ်ပြီးလူဒန်းထောက်ပံ့ပေးသွားမယ်လို့လည်းပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့ကိုဆိုင်ကငလင်ပေးတဲ့ချွာတွေကသူတွေကိုရေခဲလုပ်လေးတွေတောရလူဒန်းပေးနေဖြစ်ပြီးကလေးလေးတွေကိုလည်းပျော်ရွှင်စေခဲ့ပါတယ်။ကိုဆိုင်ကသူ့ရဲ့ဘဝအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။ကျွန်တော်ငယ်လေးတည်းကမိဘတွေမရှိခဲ့တာပါ အမေကတော့၅နှစ်သားမှတခါတွေ့ခဲ့ရပါတယ်။ မိဘတွေမရှိခဲ့တော့တယောက်တည်းနေရတာအငယ်မိတဲ့ကလေးဘွားဆိုတော့ဘသူစီမှာမဖို့တောင်းရမှန်းတော့မသိခဲ့ပါဘူးစောဝင့်နေရတဲ့အတွက်ရှိခဲ့တော့ရောင်းချလာတာက၁၀နှစ်ရှိပြီပေါ့နော်ကျွန်တော်ရဲ့ဘွားကငိုခဲ့ရတဲ့အချိန်တွေကများခဲ့ပါတယ်မိဘတွေထားခဲ့လို့စိတ်အားငယ်ခဲ့ရပါတယ်အခုတော့ရှိခဲ့တော့ရောင်းနေအလုပ်လေးကိုပဲလုပ်နေလိုက်ပါတယ်ဒီအလုပ်ကိုကျွန်တော်ကဝါသနာပါပြီးလုပ်ရတာလေပြောပါတယ်လို့ကိုရှာရရှင်းခွင့်လာခဲ့ပါတယ် ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲညနာလိုက်ပြစင်အခုလို့စိတ်ဝင်စားစားကြောင်းရတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်